Hello သူဒီနေ့အချိန်လေးရတော့အမြဲလို့ဖြစ်တဲ့ Emperor Chan ဆိုင်ကိုအမေနဲ့တူတူသွားခဲ့ပါတယ်ဒီတစ်ခါတော့သူက Jensen Scap Therapy လေးကိုလုပ်ဖြစ်ခဲ့တယ် ဥယျာဉ်ပြားကိုပုံမှန်ကြည့်လိုက်မယ်ဆိုလို့ရှင်တော့လေမသိတာပြီးမယ်ဒီဥယျာဉ်ပြားကိုစကန်ဖတ်ကြည့်လိုက်မှမွှေးညှိပေါက်တွေထဲမှာအစီကဲတွေပေါက်တွေဆဲတွေတွေပိတ်ဆို့နေရအောင်တူတူကတော့တွေ့လိုက်ရတယ်ဒီလားဟိုလက်နဲ့ကုန်းပြီးရောလေအနာလိုလေးဖြစ်နေရအောင်ရှိသေးရဲ့ဆိုင်လေးကတွေ့ရဲ့ဥယျာဉ်ပြားအမျိုးအစားနဲ့အသုံးပြုရမယ့်ရှမ်ပူအမျိုးအစားလေးကိုလည်း တတိထချာကိုရှင်းပြလိုက်သေးတယ်။ဒါကတော့သူ့ရဲ့ဥယျာဉ်ပြားကိုဒါစကန်ဖတ်နေတဲ့အချိန်ပေါ့နော်။ဟိုစပေးမှာဥယျာဉ်ပြားမှာရောဘယ်လိုမျိုးတွေဖြစ်နေလဲဆိုတာကိုတတိထချာလေးနဲ့ဟိုမြင်ရတွေ့ရတာပေါ့နော်။အခုဒီ blog လေးကိုကြည့်နေတဲ့သူတွေလည်း emperor ချောင်းရောက်လို့ရှိရင်ဥယျာဉ်ပြားကို scan ဖတ်ပြီးတော့စစ်ကြည့်အောင်နော် အမေမေကအစားတော့စပင်ညက်မလို့ပဲလိုက်လာတာဒါပေမဲ့ဆိုင်ရောက်တော့ဥယျာပြာကိုစကန်ဖတ်ပြီးတော့ကြည့်လိုက်တဲ့အခါမှာဒါဥယျာပြာမှာပေါက်တွေဖြစ်နေရတယ်လည်းရှိတယ်ပြီးတော့စပင်ဖြူရည်လည်းထွက်တော့ဥယျာပြာလည်းရားနေတာဆိုတော့အမေကိုလည်းဒီဂျင်ဆင်ထရီမန့်လေးကိုလုပ်ပေးလိုက်ပါတယ်ဒီဂျင်ဆင်ထရီမန့်ကိုပုံမှန်လေးလုပ်ပေးမယ်ဆိုလို့ရှိရင်ဒါစပင်ဖြူပေါက်နှုံးကိုလည်းတက်တာလာစီတာကိုလည်းတွေ့ရမှာပါဒီဂျင်ဆင်ရဲ့ဥယျာပြာအတွင်းထဲထိအေးသွားတဲ့အာနိသင်လေးနဲ့အနံ့လေးကိုတူတူတော့အရန်ကိုသဘောကျတယ်လူ ိုင်းကဒီဥယျာပြား treatment ကိုပုံမှန်လေးလုတ်ကိုလုတ်ပေးတဲ့နဲ့ကျန်းမာတဲ့ဆန်သားရဖို့အတွက်ကကျန်းမာတဲ့ဥယျာပြားရှိမှလည်းဖြစ်မှာပေါ့နော်အဲ့တော့ပြတူရတော့ဒါပုံမှန်လေးတခြား treatment တွေမလုတ်ဖြစ်ရင်တောင်မှဂျင်ဆင် treatment လေးကိုလုတ်ဖို့ကြွယ်ပြတူရတော့ပြောချင်ပါတယ်ပြီးတော့ဒီဂျင်ဆင် treatment လုတ်ပြီးသွားလို့ရှိရင်သပင်ဆန်သားလေးကိုကိုက်ကြည့်လိုက်တဲ့အခါပျော့ပြောင်းပြီးတော့ပေါ့လေအနံ့လေးရလဲစိတ်ကို frog ဖြစ်စေတယ်လန်းဆန်းစေရပေါ့နော်သူ့အနံ့လေးကိုပြတူရတော်တော်လေးသဘောကျတယ်မမေကလည်းအရန်နေသဘောက ြနေရပေါ့နော်သူရဲ့ဒီလုံနေတဲ့အချိန်တွေမှာလည်းရတဲ့အနံလေးကလည်း relax ဖြစ်ပြီးလို့အိပ်ပျော်အောင်အိပ်ပျော်သွားစီရေပေါ့နော်အိတ်တက်တက်သူဆိုလို့ရှိရင်တော့လုံးဝအိပ်ပျော်စီမှအမှန်ပါပဲရှင် တူတူကတော့ Jason Truman လုံတခါတဲ့စံသားကိုပါရေတက်နဲ့အဆီတက်ဖြီးပြီးတဲ့ Truman ကိုပါတွဲပြီးတော့လုတ်ခဲ့ပါရဲ့ဒီတစ်ချိန်တည်းမှာပဲဒီ scalp ကို hair ပေါ်တော့လုတ်ရတာအချိန်ကိုတက်တာပြီးတော့အရန်ကိုအဆင်ပြေရဲ့ကဲအခုကတော့မမီရတာလာရဲ့ယူရချက်ပေါ်တော့စပင်ညက်ပါတော့မယ်လူကြီးတွေဆိုတော့ဒါဟိုစပင်အရှိလဲမထားချင်တော့ဘူးစပင်တူတူလေးနဲ့ပဲနေရတာသဘောကျတယ်ဆိုတော့ဒီအမေကဒီ emperor ချမ်းမှာရှိရဲ့ဒီအမရရဲ့လက်ရပေါ်တော့စပင်ညက်ပြီးရဲ့လက်ရကိုသူအရန်သဘောကျနေရောသူဒီမှာပဲစပင်လေးကို ိုညှက်ပေးပြပါတော့ရှင်။ကဲသူတို့ရဲ့စံသားလေးကိုလည်းကြည့်လိုက်ပါအောင်။လုံးဝရီကိုဂျင်ဆင်ထရီမန့်နဲ့အာရေတက်ပြည့်သွားတဲ့အခါမှာကြတော့လေစပင်းနဲ့အစ်တုံပြီးတော့ဒါရန်ကိုနေလို့ကောင်းပါတယ်လို့ခေါင်းလေးကလည်းပော့ပါပြီးတော့လန်းဆန်းသွားတာပါပဲရှင်။အဲ့တော့ပရိသတ်ကြီးလည်းဒါဥယျာဉ်ပြားကိုဂယူးဆိုင်မှာဆိုလို့ရှိရင် Emperor Chan မှာလာပြီးတော့ဒါဇပင်းနဲ့ပတ်သက်တဲ့ treatment တွေယူလို့ရပါတယ်လို့ပြောချင်ပါတယ်။ပြန်လိုက်ပါအောင်မယ်တတ်တာ